မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်နန်းပေါင်ကြီးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ဒီကနေ့မနက်ပိုင်းခလာရ68စင်တောင်အထက်မန်အိုင်မှာရှိတဲ့ခမရ900ခွန်တပ်စခန်းတို့မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ5ရက်နေ့မှာရာရှုမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းဖြစ်တဲ့နန့်ပောင်တိုင်ရင်စခန်းကို MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီတပ်စခန်းကပုံမှန်အားဖြင့် ဟာဝေဇာအမြောက်များနဲ့အမြဲလိုလိုပြစ်ခတ်နေခဲ့တော်လဲမနေ့ကစတင်ပြီးတော့နန်းပေါင်တပ်စခန်းမှာပြစ်ခတ်မှုများမရှိတော့တဲ့အပြင်တိုက်ပွဲဖြစ်ပွားတာတွေလည်းမကြတော့ဘူးလို့သိရပါတယ်။နန်းပေါင်တပ်စခန်းက MNDA တပ်ဖွဲ့ဝင်အမြောက်များဟာလာရှိုးဘက်ကိုတက်သွားကြောင်းဒေသခံ CA သတင်းအရင်းမြစ်ကပြောကြားထားပါတယ်။နန်းပေါင်တပ်စခန်းကနေပုံမှန်ဟာဝေဇာတွေလက်နက်ကြီးတွေနဲ့ပြစ်နေတာမနေ့ကစပြီးတော့မပြစ်နိုင်တော့ဘူး။နန်းပေါင်တပ်စခန်းကအသိမ်းခံလိုက်ရပြီး နတ်ပေါင်ဘက်ကနေမနေကလေးက MNDA အင်အားတော်တော်များတယ်လာရှိုးဘက်ကိုတတ်သွားတာနတ်ပေါင်တတ်စကားကကြာသွားတာတေးကြပါတယ်လို့ ဒေသစီရေးသတင်းရင်းမြစ်ကပြောဆိုထားပါရယ်။လာရှုံမြို့နယ်အခြေစားရမခရှိမြတိုင်းစစ်ဌာနချုပ်သတင်းရင်းမြစ်ကလည်းနတ်ပေါင်တပ်စခန်းကြာဆုံးသွားကြောင်းကိုအတည်ပြုခဲ့ပြီးတော့ခလရ68နဲ့ခမရ900ခွန်ကိုလည်းလေချောင်းပစ်ကူလက်နက်ကြီးပစ်ကူများပေးနေရတယ်လို့ပြောဆိုထားပါရယ်။ဒီကနေ့မနက်ပိုင်းမှာမနက်6နာရီကစတင်ပြီးတော့လာရှုံမြို့နယ်အတွင်းမှာရှိတဲ့ခလရ68စင်တောင်နဲ့ခမရ900ခွန်တို့မှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါရယ်။ဒီနေ့မနက်ကလေးကတနက်တန်တွေတောက်လျှောက်ကြားနေရတဲ့ 68နဲ့စင်တောင်မှာတနက်တန်နေတောက်လျှောက်ပဲလွယ်ပြေကုန်းခမရ900ခွန်မှာလဲတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။ MNDA အပါဝင်မြောက်ပိုင်းမဟာမိတ်တပ်များကဇွန်လ25ရက်နေ့ကစတင်ပြီးတော့ရှမ်းမြောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်ကာဖိုင်ကင်အပြည့်ရရေးသဘောတူညီမှုစာချုပ်ကိုအဆုံးသတ်ခဲ့ကြတယ်လို့သိရပါဗျ။စစ်ကောင်စီကအပြည့်ရစာချုပ်ကိုချိုးဖောက်ပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေတိုက်ခိုက်မှုများကိုလှုံ့ဆော်ရာကနေတိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကစစ်မြေပြင်ကိုပြန်ခေါ်ထားတဲ့အငိမ့်သားဘူကြီးမြင့်ဝင်းနောင်ချိုတိုက်ပွဲမှာတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဘူကြီးဟောင်းမြင့်ဝင်းဟာဇွန်လ4ရက်နေ့ညနေပိုင်းမှာတည်ဆုံခဲ့ခြင်းဖြစ်ပြီးတော့နောင်ချိုမြို့ရဲ့စစ်မှုရန်ဟောင်းအဖွဲ့ရဲ့အတွင်းရေးမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့သူလည်းဖြစ်တယ်လို့သိရပါဗျ။ပေကျင်လို့စစ်မှုပြန်ထမ်းတာနောင်ချိုဒုံးတက်ရင်606ရဲ့ကာကင်းစခန်းမှာတည်တာလို့ ရှမ်းပြည်နယ်မြောက်ပိုင်းစီရိတ်သတင်းရင်းမြစ်တဦးကပြောကြားထားပါရယ်မင်္ဂလာရုံမြို့နယ်ဇာတိဖြစ်တဲ့ဘူကြီးဟောင်းမြင့်ဝင်းဟာ ODS 86စီတူတက်ခွဲကဖြစ်ပြီးတော့တေဆုံတဲ့အချိန်မှာအသက်60ရှိပြီဖြစ်တယ်လို့သိရပါရယ်နာရေးဖိတ်စာမှာတော့တက်ရရူးနဲ့နောက်ချိုတိုက်ပွဲမှာတေဆုံတာကိုတော့ဖော်ပြထားခြင်းမရှိဘူးလို့သိရပါရယ်1027စစ်စင်ရေးဒုတိယလှိုင်းအဖြစ်နဲ့တိုက်ခိုက်နေတယ်နောက်ချိုမြို့နယ်ကြောက်မဲမြို့တို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်တယ်လို့သိရပါရယ်ဇွန်လ25ရက်နေ့စတင်ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာစစ်စခန်းအများစုကိုတော်လိုင်းအင်အားစုများကတိတ်ပိုက်ထားပြီးတော့အမှတ်606ဒုံးတက်ရင်တစ်ခုသာကျန်ရှိပြီးအဲ့ဒီဒုံးတက်ရင်ကိုလည်းတော်လိုင်းတပ်များကတိတ်ပိုက်ရန်အပြင်းထန်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။အလားတူပဲကြောင်မဲမြို့မှာရှိတဲ့ခမရ901 902ရင်တို့ကိုလည်းအပိသက်တိတ်ပိုက်နိုင်ရန် TNL နဲ့ပူးပေါင်းတပ်များကထိုးစစ်ဆင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်အာဏာကိုမတရားရယူရန်ကြိုးပမ်းခဲ့တာဟာ၃နှစ်ကျော်ကြာလာပြီဖြစ်တော်လဲလက်ရှိအချိန်အထိကိုသတင်းများပြင်ပကိုပေါက်ကြားစေရဲ့အတွက်ကူညီပေးနေတဲ့ဖျဲသည်များနှိမ်နှင်းရေးမအောင်မြင်တဲ့အတွက်လုံခြုံရေးဆိုင်ရာလျှော့ဝှက်ချက်များပေါက်ကြားအောင်ပြုလုပ်နေသူများကိုစုံစမ်းဖော်ထုတ်အေးအေးယူဆောင်ရွက်ရန်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်က အမိန်ပေးလိုက်ပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာမနေ့ကကျင်းပပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အစည်းအဝေးအမှတ်9မြင်းဆောင်2024မှာအခုလိုပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီက၎င်းတို့ရဲ့လုံခြုံရေးစစ်ရေးအပါအဝင်ဝင်ကြီးဌာနဆိုင်ရာသတင်းများမကြာခဏပေါက်ကြားခဲ့တဲ့အတွက်စစ်ကောင်စီအတွင်းမှာဖျက်သည်နှိမ်နှင်းရေးစီမံချက်တရက်ကို2021ခုနှစ်နောက်ပိုင်းကာလမှာစတင်ပြီးတော့အကောင့်ထည့်ဖော်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့၃နှစ်ကျော်ကြာလာတဲ့အချိန်အထိဖျက်သည်နှိမ်နှင်းရေးဟာမအောင်မမြင်ဖြစ်ခဲ့ရပြီးတော့ မနေ့ကစစ်ကောင်စီအစည်းအဝေးမှာဖျက်သည့်နှိမ်နှင်းရေးအတွက်မင်းအောင်လှိုင်ကထပ်မံပြီးတော့အမိန်ပေးညွှန်ကြားလိုက်ခြင်းဖြစ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။မနေ့ကအကြမ်းဖက်စစ်ကောင်စီရဲ့အစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကလုံခြုံရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုပြုစာရွက်စီလိုကြောင်းမိမိတို့ဌာနအလိုက် လုံခြုံရေးဆိုင်ရာအချက်အလက်များမပေါက်ကြားစေရန်အလေးထားဆောင်ရွက်စီလိုကြောင်းလုံခြုံရေးဆိုင်ရာအချက်အလက်များပေါက်ကြားအောင်ပြုလုပ်သူများကိုလည်း ဖော်ထုတ်ပြီးတော့အရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်းအမိန်ပေးပြောဆိုသွားတယ်လို့သိရပါတယ်။ဒါ့အပြင်နိုင်ငံတော်မှာလုံခြုံရေးနဲ့ပတ်သက်ပြီးတော့တာဝန်ရှိသူများအားလုံးအနေနဲ့စနစ်တကျကြိုတင်ပြင်ဆင်ခြင်းစနစ်တကျနေထိုင်ခြင်းများကိုလုံခြုံရေးအသည့်လုံခြုံရေးသတိနဲ့ဆောင်ရွက်ကြမည်ဆိုပါကလုံခြုံရေးချုပ်ပေါက်မှုများညှော်နေသွားမှာဖြစ်ကြောင်းကိုမင်းအောင်လှိုင်ကပြောဆိုထားပါတယ်။စစ်ကောင်စီကဖျဲသည်နှိမ်နင်းရေးစီမံချက်အနေနဲ့ဝင်ကြီးနဲ့ဌာနဆိုင်ရာအရာရှိကြီးတချို့ကိုအရေးယူခဲ့ရမှာအစ်မြေဆုံးစစ်ဘိုလ်ချုပ်တအူးကိုအရေးယူမှုအဖြစ်နဲ့ ပြည်ထရေးဝန်ကြီးဟောင်းဒုဗိုလ်ချုပ်ကြီးဟောင်းစိုးထုတ်ကိုအကြမ်းဖက်မှုတားဆီးတိုက်ဖြတ်ရေးဗဟိုအဖွဲ့ရဲ့အစည်းအဝေးမှတ်တမ်းပေါက်ကြားမှုအတွက်တာဝန်ရှိတယ်ဆိုပြီးတော့ယာဒူးကထုတ်ပယ်အရေးယူထောက်ချမှုများကိုဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစင်မဝဲမြို့နယ်နဲ့ချောင်းမြို့နယ်တို့ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှောင်းဦးနဲ့အပေါင်းပါတို့တို့ပြစ်ခတ်ခံရပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ3ရက်နေ့မှာမကွေးတိုင်းစင်ပေါဝဲမြို့နယ်ဒနုံးမြောင်ကျေးရွာအုပ်စုမှန်ကင်းကျေးရွာမှာစစ်ကောင်စီအတွက်စစ်သားတွေစုဆောင်းပေးနေတဲ့အုတ်ချုပ်ရဲမှုမောင်ခနဲ့အပေါင်းပါကြံပြီးစောလွင်တို့ပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်။တနက်နေ့ပြစ်ခတ်ခံရတဲ့အချိန်မှာနေရာမှာတင် ပွဲချင်းပြီးတိတ်ဆုံးသွားခြင်းဖြစ်ပြီးတော့၎င်းတို့ဟာစစ်ကောင်စီအတွက်တပ်သားတွေများစုဆောင်းရေးအတွက်အ धिक ဥဆောင်လုပ်ကင်ခဲ့သူများဖြစ်တယ်လို့သိရပါတယ်။အများပြည်သူများကိုလည်းငွေကြေးများအတင်းအဓမ္မကောက်ခံပြီးတော့အနိုင်ကျင့်ဖိနှိပ်မှုများကိုလုပ်ဆောင်သူများဖြစ်တယ်လို့သိရပါတယ်။ အလားတူပဲဇူလိုင်လ၄ရက်နေ့ည9:55မိနစ်အချိန်မကွေးတိုင်း6မြို့နယ်ဩဇာကျေးရွာမှာစစ်ကောင်စီကအုပ်ချုပ်ရေးမှူးတင်ငွေဟာနေအိမ်မှာရှိနေတဲ့အချိန်တနက်သမားတချို့ရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသွားကြောင်းသိရပါတယ်။အုပ်ချုပ်ရေးမှူးတင်ငွေကဩဇာကျေးရွာမှာတပ်သားတပ်များရရှိရေးအတွက်လူငယ်များကိုမဲဖောက်ပြီးတော့အတင်းအကျပ်စစ်ထဲကိုပို့ဆောင်သူဖြစ်ပြီးတော့စစ်မှုမထမ်းလို့တဲ့မိသားစုတွေစီကလည်းငွေကြေးများအတင်းအကျပ်မှာချိန်ချောက်တောင်းခံခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ပေါင်းမြို့နယ်အတွင်းမှာရှိတဲ့ပြူစောတိစခန်းများစစ်ကြောင်းများကိုတိုက်ခိုက်ခဲ့ရာစစ်သားနဲ့ပြူစောတိတုံးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇိုလ25ရက်နေ့မှာပေါင်းမြို့နယ်ဇီးပြားပြူစောတိရွာကထွက်လာတဲ့ပြူစောတိများကိုအလစ်ငိုက်တိုက်ခိုက်ခဲ့ရာပြူစောတိတုံးတိတ်ဆုံးပြီးတော့တုံးအပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇိုလ28ရက်နေ့ကနေ29ရက်နေ့အထိပေါင်းမြို့နယ်ဇီးပြားပြူစောတိအပြင်ဘက်မှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့နဲ့ပြူစောတိတို့ကြားအပြင်းအ လန်တိုက်ပွဲဖြစ်ပွားခဲ့ရာပြူစောတိအများပြားထိခိုက်ဒဏ်ရာရပြီးတော့ပြန်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်ပြည်သူ့ကာကွယ်တပ်ဖွဲ့များရဲ့တိုက်ခိုက်မှုအစာရေစာပြတ်လတ်မှုအထောက်အောက်ဖိနှိပ်မှုများကြောင့်ဇီးပြားပြူစောတိရွာကပြူစောတိအဖွဲ့ဝယ်တအုပ်ဟာအလင်းဝင်ရောက်လာခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့များကကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်ပေါင်းမြုံနဲ့ကိုကိုစုပြူစောတိများကိုလည်းအသင့်ထောင်ထားတဲ့နေမိုင်းနဲ့တိုက်ခိုက်ခဲ့ရာ နေမိုင်းမိပြီးတော့စစ်သားနဲ့ပြူစော်ဒီတုံးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဒဏ်ရာရရှိသူများကိုနွားလဲနဲ့ပြန်သေးသွားတဲ့အချိန်မှာဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဇွန်လ23ရက်နေ့ကနေဇွန်လ26ရက်နေ့အထိမြန်မြို့နယ်လင်းကတော်ရဲစခန်းကို ဒရုန်းများနဲ့ဘုံများချိန်ချတိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများအထိနာပြီးတော့ရေစကြိုမြို့နယ်ဖူးလုံတပ်ဆက်ခန်းကိုပြစ်ကူတောင်းခြင်းစစ်ကူတောင်းခြင်းများကိုလှုံ့ဆော်ခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့ဇော်လာ24ရက်နေ့မြန်မြို့ပေါ်မှာကင်းလဲနေတဲ့အကြမ်းဖက်စစ်သားများကိုအလေးအငိုက်ဝင်ရောက်တိုက်ခဲ့ရာအကြမ်းဖက်စစ်သားနဲ့ရဲလေးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးမြန်မြို့နယ်တွင်းမှပြူစောထီးကျေးရွာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ထောက်ပို့ရင်နှန်းကိုလည်းဇော်လာ18ရက်နေ့ကနေဇော်လာ4ရက်နေ့အထိ ဒရုန်းနဲ့ဘုံအလုံးကြီး200ခန့်ကျဲချတိုက်ခိုက်ခဲ့ရာရင်နှန်းများပြန်စည်းခြင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများဒဏ်ရာရရှိခြင်းများစွာရှိခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ၄ရက်နေ့ညပိုင်းမှာ ပြူစောတိကျေးပါကထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကမိုင်းတန်းလုံးနဲ့အသင်းဆောင်တိုင်းတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတဦးသေးဆုံးပြီး၅ဦးခန့်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုကြောင့်တေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်းများကိုတွင်းမှပြူစောတိကျေးရွာတွင်းမှရှိတဲ့နေအိမ်တလုံးထဲကိုထည့်ကမိရှုတကြိုခဲ့တဲ့အတွက်နေအိမ်၅လုံးကမိကူးဆက်လောင်ကျွမ်းသွားတယ်လို့သိရပါတယ်ဇူလိုင်လ9ရက်နေ့ကလည်းတွင်းမှပြူစောတိကျေးရွာအတွင်းကထပ်မံထွက်ခွာလာတဲ့အချိန် drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိပြီးတော့ပြူစောတိကြေးရွာအတွင်းကိုပြန်ဝင်ပြေးသွားတယ်လို့သိရပါတယ်။အထင်အားနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဇွန်လ9ရက်နေ့ညပိုင်းက Orange ကြေးရွာအတွင်းကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူတအုပ်တွေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့စစ်သားများပြူစောတိများကိုမြိုင်ပကဖနဲ့ဒေသကားကွေးအင်အားစုတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူလူထုကိုပြစ်မှတ်ထားတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးသွားသူများ အတွက်ပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်းကိုမြိုင်ပကဖကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခမောင်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခမောင်